ခုတင်ဆက်ပေးမယ့်သတင်းကတော့ Man City ရာပရီးမီးယားလိဂ်ထဲ၌ပေါင်၅သန်းစီးတရားပွဲရှိနေတဲ့သတင်းပဲဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်သင်းတွေဟာ Man City တင်းကိုပေါင်၅သန်းစီးတရားပွဲရှိနေတဲ့အလားအလာပဲပေါ်ထွက်နေရလို့သိရပါတယ်။မန်စီးတီးတင်ကိုဘန်နိုင်းဆန်အစီအမင်းတွေရှုပေါက်တယ်လို့ဆွဲချက်တင်ပြီးစစ်ဆင်းနေတဲ့အမှုမှာမန်စီးတာနိုင်ရခဲ့မယ်ဆိုရင်ပရီးမီးယားလိဂ်ရဲ့အစီအမင်းတွေရာတက်တဲ့သင်းတွေအနေနဲ့မန်စီးတီးကုန်ကြရတဲ့တရားစီကိုမျှဝေပေးရှိရမှာဖြစ်ပါတယ်။ န်စီးတီးသင်တာနိုင်ခဲ့မယ်ဆိုရင်မန်စီးတီးရဲ့တရားစီရင်ရတဲ့စီးရင်ဟာပေါင်သက်တရာကျော်ရှိတာကြောင့်ပရီးမီးယားလေတွင်နေဟာတရင်ကိုပေါင်၅သန်းကျော်အထိမန်စီးတီးကိုပေးရဝယ်ရှိနေတာဖြစ်ပါတယ်မန်စီးတီးကိုဘန်နာရေးဆိုင်အစည်းအဝေးတွေကိုရှုဖောက်ခဲ့တယ်ဆိုပြီးတော့ဆွဲချက်ပါ135ကျန်းနဲ့စစ်သေးနေတာဖြစ်ပြီးရှုဖောက်ခဲ့တဲ့လူတရားခဲ့မယ်ဆိုရင်တော့မန်စီးတီးဟာတန်းစစ်ပစ်တံလိုမျိုးကြီးမားတဲ့ပစ်တံမျိုးနဲ့ရင်ဆိုင်ရဝယ်ရှိနေတယ်လို့သိရပါတယ်ဒီတဲ့င်းကိုတော့ရင်းချောင်းအောင်ပေးပို့လာပါ